မြန်မာခေါင်းဆောင်ဟောင်တောင်ဆန်းစုကြည်ဟာအချင်းနောင်ထဲမှာကျမ်းမာရေးပြဿနာဆိုးဝါးလာတာကြောင့်သူ့ကိုချက်ချင်းလွှတ်ပေးဖို့ပြင်သစ်သမ္မတအီမန်နျူရယ်မေခရွန်ကတောင်းဆိုလိုက်ပါတယ်။အသက်80နှစ်ရွယ်တောင်ဆန်းစုကြည်ကျမ်းမာရေးခြေနေဆိုးဝါးလာပြီးကျမ်းမာရေးဆောင်ရှားမှုရရှိဖို့ခက်ခဲနေတယ်လို့တားဖြစ်သူခေမဲရစ်ကကြားသိရတဲ့အတွက်အလွန်စိုးရိမ်မိတယ်လို့မေခရွန်ကဒေါန်ဆန်းစုကြည်စီစာရေးသားခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ပြင်သမ္မတအဝင်မြင့်နဲ့အာနာသိမ့်မှုနောက်ပိုင်း နိုင်ငံရေးအကြောင်းပြချက်တွေနဲ့အချင်းချခံရသူအလုံးချက်ချင်းချွင်းချက်မရှိလှုပ်ပေးဖို့ကျွန်တော်တို့ဆက်လက်တောင်းဆိုမယ်လို့သူကရေးသားခဲ့ပါတယ်။မြန်မာစစ်ကောင်စီရဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပရေးရည်မှန်းချက်တွေကိုစန့်ကျင်တယ်လို့၎င်းကဆိုပါတယ်။အကြမ်းဖက်မှုလျှော့ချရေးနဲ့တရားဝင်နိုင်ငံရေးခေါင်းဆောင်တွေအစီအစဉ်ချမှတ်ခဲ့တဲ့ငြိမ်းချမ်းရေးလမ်းကြောင်းတွေကိုပြင်သစ်နိုင်ငံကထောက်ခံမယ်လို့သူကဆိုပါတယ်။ မြန်မာနိုင်ငံမှာဒီမိုကရေစီရရှိရေးပြင်သစ်သမ္မတကတွန်းအားပေးတာကျွန်တော်ကိုပျော်ရွှင်စေပါတယ်လို့ခင်မဲရစ်ကပြောပါတယ်။ပြင်သစ်သမ္မတကြီးခရစ်ရှန်လီချာဗီကိုလည်းကျေးဇူးတင်ရှိပြီးပြင်သစ်နိုင်ငံလိုအခြားတိုင်းပြည်တွေကမြန်မာဒီမိုကရေစီခေါင်းဆောင်တွေလွတ်မြောက်ရေးတောင်းဆိုပေးကြဖို့မျှော်လင့်ပါတယ်လို့၎င်းကပြောပါတယ်။